အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်ခေါက်ဟင်းအတွက်ဆက်လေးပေါ့နော်ချက်ပြထားပါရဲ့မက်ဂရန်ငါးပေါင်းလေးရေချမောင်ကစွန်းချင်းဟင်းလေးရေငပီချိုးဆက်ဆက်လေးရေပေါ့နော်ပထမဆုံးအောင်ချင်းချက်ပါမရှင်ချင်းရအောင်စီလေးနည်းနည်းပါရုံတော့ရေချက်တော့အဖြူအနီးအဲခရမ်းချင်းတိလေးရေပေါ့နော်အဲဟာလေးနဲ့ပဲအပေါ်ရန်လေးစီလေးလုံးပြီးတော့ ချက်မောင်လုံးဖားရဟာလေးရှိရပေါ့နော်ချက်မောင်လုံးဖားလေးထည့်လိုက်ပါတယ်ထည့်ပြီးရကစွန်းရလေးထည့်ပြီးရရေလေးဥပီးတည်ထားလိုက်ရမှာပဲရှင်အပြင်တော့ရတာလေးထည့်ရအောင်ပေါ့နော်မပြားလေးနည်းနည်းထည့်တယ်စားလေးနည်းနည်းထည့်တယ်ရတာမုံလေးနည်းနည်းထည့်ပါရှင် ဲ့ရပြင်တော့ဟိုဘက်မှာငါးပေါင်းမှုပြင်မယ်ပေါ့နော်။ငါးပေါင်းမှအတွက်ကြောက်လေးစီလေးရောနည်းနည်းပူပူတတလေးထည့်ပြရင်စီလေးရယ်စနွဲလေးရယ်ဟိုချင်းဟောင်းမချင်းရယ်စပလင်ရမပါမဖြစ်ပေါ့နော်။အဲ့ရလေးလေးကိုစီတက်ပေးပါရှင်။ပြင်ခန်းညင်သေးလေးထည့်ပြီးတော့6ဟောင်းနေရာလုံဖားလိုက်တာပေါ့နော်။အဲ့ရလေးအရင်ပြင်ထားတော့လေဟိုဘက်မှာတစ်ဖက်မှာငါးကိုင်နေပေါ့နော်ငါးကိုလေတေချာစီချိုးပြီးတော့ ရသမှုလေးနေပါမယ်ရှင်ရတာအနေနဲ့ရလေစာစနွေငပြရေထည့်ပြီးတော့နေပြီးနှက်ထားလိုက်ပါရဲ့ရှင်။နှက်ပြီးွားရင်တော့လေစပလင်လေးညှောမယ်ပေါ့နော်။အပေါ်စပလင်လေးတွေကိုလည်းဟင်းဦးလေးရဲ့အောက်ခြေမှာခံမှုအတွက်အလုံးလေးတွေထုံးလိုက်မယ်ပေါ့နော်။ပြီးွားရင်အထက်ကအတွင်းနုတတလေးကြတော့ ထောင်းလိုက်မယ်ထောင်းပြီးတော့လေအဲ့ဒီထောင်းထားရတဲ့ဟာလေးကိုလည်းငားတဲ့ကိုလည်းထည့်ပေးမယ်ခုနကစီတက်ထားရဲ့ခဲညင်သေးတဲ့ကိုလည်းခဲညင်သေး6မှထည့်မယ်နော်ဒါမှမွမ်းမွေးလေးစားရတာပါရှင်အဲ့ဒါရအောင်ပြီးသွားရင်တော့ခုနနှစ်ထောင်းရဲ့ငားလေးတွေထည့်လိုက်ပါပြီထည့်ပြီးတော့ခေလေးပါယုံဆူယုံပေါ့နော်ဒါကပေါင်းတဲ့ဥဆိုရေအများကြီးထည့်စရာမလိုဘူးရှင်သူ့ငားလေးကိုမြက်ယုံလောက်လေးပဲထည့်ပြီးတော့အောင်းလေးနဲ့နှက်ထားလိုက်ရုံပဲပေါင်းထားလိုက်ရုံပါပဲရှင် ပြီးရင်လေကိုလိုတလောက်ကြက်တုံဦးနေလေးနှွားထားပေါ့နော်မြမြထဲရင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်ဒီမှာနှလုံးမထဲလိုက်ပါတယ်နှလုံးကိုအစိမ့်လေးတွေစိတ်ပြီးတော့အပေါ်ကနေထည့်ပြီးတော့ပေါင်းတာပေါ့နော်မြင်း20လောက်နေရောလေခဏလောက်မီးပိတ်ပြီးတော့ခွင့်ကြည့်လိုက်တယ်ပေါ့ဟိုအယိုးနုံမနုံရဲ့ရေအခြေအနေလေးရေကိုပေါ့နော်တစ်ချက်ကြည့်လိုက်တယ်ချက်ကြည့်ရောမရသေးဘူးရှင့်မရသေးတော့တစ်ခါဖုန်းပိတ်ပြီးတော့ပြန်တယ်ပေါ့နော် ါးလေနောက်ထပ်နိုင်ဝလာထပ်တည်ပြီးရဲ့အခြေအနေပေါ့နော်ဒီအခြေအနေကရောယူကတော်တော်နိုးနေပါပြီရှင့်ပြောလေနော်ဒီစီပြန်တဲ့အချိန်နေဒီလိုရေချမ်းစီချမ်းလေးစားရအကြိုက်လို့ဒီချင်းနေမှာပဲချလိုက်တယ်ပေါ့နော်ကိုကဒီထပ်ပုံပြီးရေခမ်းကျင်နေဆိုရင်တော့ပုံထပ်ပြီးတော့အဖုံးလေးဖွင့်ပြီးရေခမ်းအောင်လည်းတည်လို့ရရပေါ့နော်ဒီမက်ဂရန်ကားလေးရလေစားလိုက်တဲ့အခါမှာ သူကလေငါတလောက်ပေါင်းလေးနဲ့နည်းနည်းခတ်ဆင်ဆင်ပေါ့နော်ပြီးတော့ဒူဘိုင်းမှာအကောင့်လေးလည်းနည်းနည်းကြီးတယ်ဈေးရလည်းမကြီးဘူးဆိုတော့ပေါင်းစားကြည့်ကြပါဦးနော်အခုလို့ဆုံးဖြတ်ကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။နောက်ထပ်အသေးအသေးသောဗီဒီယိုလေးလည်းအားပေးကြပါအောင်နော်။